မိမိစွန်းဆောင်ရည်ကိုမြင့်တင်ပါမိမိရဲ့စွန်းဆောင်ရည်မိမိရဲ့ကိုယ်စွန်းကိုယ်စားကိုမြင့်တင်ရှင်လေးဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးလိုက်ပါမိတ်ဆွေလူတွေဟာမိမိရဲ့စွန်းဆောင်ရည်ကိုစူးစမ်းပြီးအမထောက်ကြပါဘူးကိစ္စရဲ့တစ်ခုအပေါ်လှုပ်ဆောင်နိုင်မှုစွန်းရည်ကိုမြင့်တင်လက်မရှိကြပါဘူးအဲ့ဒါလိုမြင့်တင်မှုမရှိတဲ့အခါရည်ရွယ်ရာပန်းနိုင်ကိုမရောက်ပင်လမ်းတဝဲမှာပဲတဝဲလေးလေးနဲ့ကြဆုံးတက်ပါတယ် လူတရားရဲ့အောင်မြင်မှုကိုတတ်မှတ်တိုင်းတာတဲ့အခါဘလို့စံနှုန်းတွေနဲ့တိုင်းတာတတ်မှတ်ဆုံးဖြတ်ချက်ပေးကြမလဲရာထူးအာနာနဲ့လားချမ်းသာကြွားမှုနဲ့လားနာမည်ကြော်ကြားမှုနဲ့လားအင်္ဂလိပ်လူမျိုးကဘာကျော်စာရေးဆရာဟာဘတ်ဂျိုဝေးကဒီလိုမိဆိုခဲ့ဖို့ပါတယ်လူတရားရဲ့အောင်မြင်မှုကိုတိုင်းတာတဲ့အခါရာထူးအာနာချမ်းသာကြွားမှုနာမည်ကြော်ကြားမှုတွေနဲ့လုံးဝတိုင်းတာလို့မရပါဘူးတဲ့သူ့အဆိုအမိန့်က လေးစားစရာကောင်းပြီအတူယူမှတ်သားစရာပါဒါဆိုရင်လူတယောက်ရဲ့အောင်မြင်မှုကိုဘာနဲ့တိုင်းတာကြည့်ကြမလဲတကယ်တော့လူတယောက်ရဲ့အောင်မြင်မှုကို သူ့ရဲ့လောက်ရီကံရင်စွန်းဆောင်ရည်တွေကိုအရင်ဆုံးလေ့လာပြီးအကြံဖြင့်သတ်မှတ်ကြည့်ရမယ်လို့ယူဆမိပါတယ်တေရှာဆန်းစစ်လေ့လာကြည့်ရင်လူဆိုတဲ့လောကသားမှန်သမျှအားလုံးဟာမိမိတို့လှုပ်ဆောင်နိုင်မယ်ထင်တာတဲ့ပိုပြီးစွန်းဆောင်ရည်တွေရှိနေကြပါတယ်ဒီအချက်ကိုလူတိုင်းကမေ့လျော့နေတတ်ကြပါတယ် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါလေတကယ်တော့အောင်မြင်မုန်းဆိုတာဘဝခီးမှာရောက်ရှိနေတဲ့ဘဝနေရာကိုတတ်မှတ်တိုင်းတာတာမဟုတ်နိုင်ဘူးလို့ဆိုပါရစေကျွန်တော်အပါဝင်မိတ်ဆွေတို့အားလုံးမှာအဆုံးအစမရှိတဲ့စွန်းဆောင်ရည်တွေရှိနေတတ်ကြပါလေတတိမမူဂူမမင်းဆိုသလိုမြက်ကန်းတစေမကြောက်အတိအတွေးတွေပျောက်ဆုံးနေကြတယ်ဒါကိုမိမိကိုမိမိတေရှာတယုတ်ခွေလှုပ်ဆောင်မှုနဲ့မိမိမှာရှိတဲ့စွန်းဆောင်ရည်တွေကို အနာဂတ်အတွက်ဖြစ်ဆွတ်တိတ်ပွဲဝင်ရမယ်မဟုတ်ပါလားကဘာကျော်ဖို့မော်တော်ကကုမ္ပဏီကြီးကိုဥဆောင်တည်ထောင်ခဲ့တဲ့ဟင်နရီဖို့ပြောတဲ့အစော်မင်းကသူ့ယူမှတ်သားစရာပါကျွန်တော်တို့ဟာဘယ်ကိစ္စရဲ့မစော်လောက်နိုင်ပါလဲဒါပေမဲ့ကိစ္စရဲ့အတိုင်းတော်တော့မဆောင်ရွက်နိုင်ပါဘူးဒါကြောင့်မိမိမှာရှိတဲ့ဇွန်းဆောင်ရည်တွေကိုအစွမ်းကုန်မြင့်တင်ဖို့တော့လိုအပ်ပါလိမ့်မယ်တဲ့ဟင်နရီဖို့ရဲ့အစော်မင်းဟာလူသားတိုင်းကိုအနာဂတ်မှာအောင်မြင်မှုရရှိစေဖို့ တက်လှမ်းနှိုးဆော်လိုက်တယ်လို့ပါပဲလူအများစုဟာမိမိရဲ့ရည်ရွယ်ချက်တွေအနာဂတ်တွေမျှော်လင့်မှုတွေစိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ပေါ်လှုပ်ဆောင်ကြတဲ့နေရာမှာမိမိအဆုံးမရှိပိုင်ဆိုင်ခွင့်ရရှိထားတဲ့စွန်းဆောင်ရည်တွေကိုမမှိတ်မတုံရေးကုံရေးခံအားထုတ်လို့စိတ်မရှိခဲ့ကြပါဘူးဒီလိုမိမိစွန်းဆောင်ရည်တွေကိုကြိုးစားပြီးမြင့်တင်လို့စိတ်မရှိကြတဲ့အခါမိမိရည်ရွယ်ထားတာမှန်သမျှသေးသေးရေးသွန်းတို့လိုအရာမထင်အရှင်းကြီးဖြစ်ကုန်ကြပါတယ် တက်ကျိုးရင်လက်ထိုးလိုမင်းဆိုတဲ့ဇွေတတ္တိစိတ်ကံကြမ္မာဟာဒုက္ခဓာတ်တွေလိုထက်မြနေပေမဲ့ဘဝအခင်းအတွက်နင်းလျှောက်ပြင့်မင်းဆိုတဲ့ရေဝင်းတဲ့စိတ်တွေကိုပြောက်အခက်ခဲဆိုတာတွေဆိုင်းမစင်ဘုံမစင်ရောက်လာခရင်ခရီးအဆုံးဆိုတဲ့အတွေးကိုသိမ့်ရောက်နောက်ဆုတ်လှစ်ပြန်သွားတတ်ကြပါလေဒါဟာလုံးဝမှားယွင်းတဲ့ဆုံးဖြတ်ချက်အပြိုအပြက်ပါပဲမိမိကိုယ်တိုင်ကနောက်ဆုတ်လှစ်ပြန်သွားတဲ့အခါ ခྱི་အဆုံးရဲ့ရည်ရွယ်ချက်ကိုမရောက်ရှိတော့ပဲလမ်းတဝက်မှာပဲတဝေးရင်ရင်နဲ့တလေးလေးအဖြစ်ဆိုးမျိုးကြုံတွေ့ခံစားရမှာကဒိဋ္ဌဓမ္မဧကံစစ်စစ်ပါငါဆွန်းဆောင်ရင်ဘာတွေလိုအပ်နေသလဲငါဆွန်းဆောင်ရင်ဘာတွေချွေရင်းချက်ရှိနေသလဲငါဆွန်းဆောင်ရင်အတွက်နောက်ထပ်ဘာတွေပြင်ဆင်ဖြစ်ဆွဲသင့်သလဲဆိုတဲ့အတွေးစိတ်ကူမရှိကြတော့ပါဘူးစိတ်ကူမရှိတဲ့သူတွေမှာရည်ရွယ်ချက်မရှိပါဘူး ရည်ရွယ်ချက်မရှိသူတွေမှာအနာဂတ်မရှိပါဘူးအနာဂတ်မရှိတဲ့သူတွေမှာစွန့်ဆောင်ရည်လည်းမရှိကြတော့ပါဘူးဒါဆိုရင်လူတယောက်ရဲ့ကြာဆုံးခန်းကအခန်းဆဲဆိုတာမရှိတော့တာသိရှာလှပါတယ်ဒါကြောင့်လူငယ်လူရွယ်တွေအတွက်အောင်မြင်မှုကိုဆောက်ကင်ရှင်သူတွေအတွက်အနာဂတ်လမ်းပန်းတခင်းဖို့ဖျက်လျှောက်ရှင်သူတွေအတွက်မိမိရဲ့စွန့်ဆောင်ရည်ကိုမြင့်တင်ပေးနိုင်စွမ်းရှိတဲ့အဓိကအချက်ကြီး၄ချက်ကိုမျှဝေပေးပါမယ်အဲ့ဒီအချက်တွေကနံပါတ်၁မိမိရည်ရွယ်ချက် စိတ်ကူးရင်အိမ်မက်တစ်ခုတည်းအပေါ်မှာအပြည့်အဝအာရုံစူးစဲမှုရှိပါသည်။နံပါတ်1မိမိရဲ့အမြင်မပြတ်တိုးတက်ပြောင်းလဲလာတဲ့ဖြစ်ထွန်းမှုတွေကိုမှတ်သားထားပါ။နံပါတ်3အတိတ်ကာလအချိန်ကမိမိဘဝတိုးတက်မှုကိုနှောင့်နှေးစေတဲ့နာကြီးမှုတွေဒေါသဖြစ်မှုတွေပြစ်တင်ကိရေးမှုတွေမလိုမုန်းတီးမှုစိတ်ထားတွေအပြုတ်သဘောမဆောင်တဲ့စိတ်ခံစားမှုမှန်သမျှကိုမပြစ်လိုက်ပါ။နံပါတ်4 အနာဂတ်ကာလအတွက်ရှမှတ်ထားတဲ့မိမိဘဝပန်းတိုင်စိတ်ကူးယဉ်မှုတိုးတက်ပြောင်းလဲမှုတွေကိုအာယုံစိတ်မှုအပြေအဝါနဲ့ပျောက်ပြေမသွားပါစေနဲ့ဒီအချက်၄ချက်ကိုလူတိုင်းရင်ထဲကဆွေးမြေ့စွာမှတ်သားထားပြီးမိမိစွန်းဆောင်ရည်ကိုစ조사မြင့်တင်ပြုမှုလှုပ်ဆောင်ခရင်အောင်မြင်မှုခီးပန်းတိုင်ကနင်းနင်းလေးစောင့်ကြနေမည်ဆိုတာယုံကြည်ထားလိုက်ပါတော့နောက်တစ်ခါမိမိဘဝအတွက် ဘာတွေလုပ်မေးဘာတွေကိုအောင်မြင်အောင်ကြိုးစားပြီးအကောင်းထည်ဖော်မင်းဆိုတဲ့စကူးကိုမိမိကိုယ်တိုင်ကကြံစည်ရင် သိရှိထားမှသာစွန့်ဆောင်ရည်တွေကို တစင်မြစ်တစင်မြင့်တင်နိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်မိတ်ဆွေများအားလုံးလည်းမိမိစွန့်ဆောင်ရည်ကိုအရင်ကထက်ကြိုးစားပြီးနေ့စဉ်မြင့်တင်နိုင်ပြီဆိုရင်မိတ်ဆွေတို့ဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကိုမလွဲမသွေရောက်ရှိနေပြီဆိုတာယုံကြည်ထားလိုက်ပါတော့။ကဲဒါဆိုရင်ဒီနေ့အချိန်ကစပြီးမိမိဘဝခကြီးအတွက် အချက်၄ချက်ကိုယင်ထဲမှထစ်စွန်းဆောင်ရည်တွေကိုအရင်ကထက်မြင့်တင်ရင်အောင်မြင်မှုကပေးကိုထွန်းထုလူဘဝကိုတာယာစွာရှောက်လှမ်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဗျအဆုံးထိနှဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်